ရွေးကောက်ဝဲဖြစ်အောင်လုပ်လိုက်မယ်မလင်ရောက်ရွေးကောက်ဝဲကအပြောင်းလဲမရှိဘူးလို့ဒါမင်းအောင်လည်းပြောခဲ့တာရှိတယ်မြန်မာနိုင်ငံမှာဒီနာခဲ့တဲ့မုံမိုင်းတိုက်ပြီးတော့လုံးဝလူတွေတိမ့်နေချီပြီးတော့တည်တဲ့အချိန်မှာတော့မှအခြေခံဥပဒေအတည်ပြုတဲ့ပွဲကိုနောက်မဆုံးဘူးမရရအောင်လုပ်ခဲ့တာဘူရဲဘော်တဲ့ဒီစုပြီးတော့ဟော်တာဆွဲနေတာတွေလက်စမှုဖမ်းနေရဥပဒေကျဉ်းလုံးကြတယ်စစ်တိုက်ဖို့တခုတည်းအတွက်ရတယ်မဟုတ်မင်းအင်ကလည်းစုထားရတယ်ပေါ့ရွေးကောက်ပွဲအတွက် ါတို့ဒီလိုတော့မကူဓာကြီးဖြစ်နေတာတော့မှသူတခြားတွားပြီးတော့မှဟိုပွဲတက်တဲ့အခမ်းအနားမျိုးတွေတွားခြင်းနေတယ်ပြီးတော့ဒီတကြံလူမန်တဲ့မျိုးတွေစောက်ပြီးတော့လှုပ်ခြင်းနေတယ်ဝိုင်းပြီးတော့ပြောကြလို့ဆိုတာဖြတ်ပါတယ်ဆိုတော့ဟာမျိုးလှုပ်တာဟုတ်ဒီချိန်မှာမြင်ကောက်ကောက်ငွေမြင်ရတဲ့အချိန်မှာပျက်ပျက်သားသားဒေါ်လာတင်းပြီလို့တော့ကျွန်တော်မြင်တယ်ဟုတ်ကဲ့အခုအကိုပြောရတဲ့ဟာကဒီတကြံကိစ္စနဲ့ဆိုလို့ရှိရင်အခု ဒီ28ရက်နေ့ငလင်နှုတ်ပြီးနောက်ပိုင်းမှာကို20နောက်ပိုင်းမှာကိုကျွန်တော်သိတော့ကျွန်တော်တငငယ်ချင်းတွေပြောပါညာတထဲရကျွန်တော်တို့အသည့်တွေပြောပါဒီငလင်နှုတ်ပြီးတဲ့အချိန်မှာရှင်းပြအမှန်ငယ်ဆိုငလင်နှုတ်ပြီးနောက်ပိုင်းမှာဗျာတို့ထုတ်ရမယ်ညွှန်ကြားချက်ဆိုတာကဒီတဘာဝဘေးရန်တွေဘလို့ကူညမ်းမယ်နှိစက်ရပြည်သူတွေဘလို့ကူညီဖို့ဘလို့အဲ့လိုမျိုးပေါ့နော်ထောက်ပံ့ဖို့ကူညီဖို့ဆိုတော့ညွှန်ကြားချက်မျိုးထုတ်ရမယ်အစားဘာထုတ်လိုက်လဲဆိုတော့တဲ့မနက်ဆောင်တကြံမန်းတကြံမှာတကြံပြောပွဲရှင်ပွဲတွေဘလို့လှုပ်ဖို့တော့ဟာကျွန်တော်တော်တော်အံ့ဩရတယ်အဲ့လိုမျိုးကဒါတီးတန့်ကိုညွှန်ကြားချက်ထုတ်ပြီးတော့ကို ဟိုတက်တယ်ကိုညွှန်ကြားထားတယ်တဲ့အဲ့လိုမျိုးခါကျတော့ဒါကျွန်တော်တွေ့ကြုံမှုလည်းအတွေ့အကြုံလည်းဆိုလို့ချင်းစစ်တပ်ကပြောဖို့ရှင်တယ်လို့တော့မဟုတ်ဘူးသူ့တက်ထဲမှာရှိတဲ့လူတွေကိုဒီလိုမျိုးပွဲနဲ့ပြန်ချုပ်တာဟုတ်ဘာလို့ပြန်ပြောလဲဆိုတော့တကူးတကလိုက်ပြီးတော့သူစောင့်ကြည့်နေကြမှာမလို့တော့ဘူးကျွန်တော်ဟိုစစ်တပ်ထဲမှာရှိစဉ်ခဲ့ရှိခဲ့တယ်တော့ဗောနော်ပိုလန်တပင်တို့ခုခုဥမာအခါကြီးရကြီးဆိုရှင်ဘာလို့တော့ဘောလုံးပွဲလို့နောက်ပြီးရင်ဟိုတက်ထဲမှာပွဲရရှောက်လို့တာဗျာ ဲ့ဒါဘာဖြစ်လို့လဲဆိုတော့ तू တက်ထဲမှာရှိတဲ့လူတွေကို तू ကပြန်ပြီးတော့နံပါတ်1ချက် အပြင်ပိုင်းမထွက်တော့ဘူးဗျာနံပါတ်1ချက်တကောင်ပြန်ပြီးတော့အနီးကကောက်ပြီးတော့ကောက်ကြည့်လိုက်တယ်ဟိုလိုက်ကြည့်စရာမလိုဘူးလေအနီးကကောက်ချုပ်လိုက်တဲ့သဘောအခုလက်ဒါတကြံဆိုတာအဲ့လိုပဲဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးပွဲတွေလုပ်ပွဲချင်းအပြင် तू စက်တက်ကအတွေးပေါ့နော်သူတို့တွေကဘာဒုက္ခဒုက္ခလိုက်ဆက်စရာမလိုတော့ဘူးလိုက်လိုက်ပြီးတော့ကြည့်နေကြမလို့တော့မျက်စိအောင်ပဲမျက်စိအောင်ပဲကောက်ထားလိုက်တယ်။ဘာလို့ဆိုတော့မနက်တန်းစီမနက်ဆိုရင်မနက်ရှိတန်းစီအာမူယူကပြီးလို့ရှိရင်ညစိုပြန် အဲ့လိုမျိုးဗျာလုတ်ပစ်တာတကယ်အဲ့လိုတော့မလုတ်ခဲ့ဘူးဆိုရင်ဒီလိုမျိုးအချိန်ကြီးခေါင်းမှာဗီဒီယိုဘက်ကိုကူးပြောင်းမဲ့လူတွေသူတို့တက်ကိုစွန့်ခွာမဲ့လူတွေကလည်းဒါအများကြီးရှိနေတယ်ကျွန်တော်မြင်တယ်အဲ့နဲ့ပတ်သက်ပြီးတော့ကိုဗစ်မှာ second wave မှာဟိုဟာပေါ့တကြံလေးပါရေအကုန်မလို့ဟောလीမြတ်လူလူကုန်လုံးပြင်ပြတော့တဲ့အချိန်မှာတက်တဲမှာတကြံပေါ်တော့ကြီးကျင်ပါချစ်ချစ်တဲအတက်တိုင်းလောက်တာဟုတ်တယ်ဒါက तू ကတမင်တက်တက်စနေတကြောက်ဟိုဒါဟိုချို့လူတွေကမသိဘူးဗျာဟာဟိုဒီကောင်လေးပြောသွားရှင်မဟုတ်ဘူးဟုတ် အဲ့တော့ဝက်ရှင်ဝဲဆိုတာပို့ပြီးတော့လေးနဲ့တာတွေအများကြီးပဲသူတို့တူတူပြစင်တာတော့ဒါကျွန်တော်တို့ကကိုယ်တိုင်လည်းဒီစက်တက်ထဲမှာနေခဲ့နေခဲ့လူတွေအနေနဲ့ဒါကျွန်တော်တို့တောင်းပြန်မြောက်ရေးဒီပြောဝက်ရှင်ဝဲသူရဲ့ဒီဒီရွယ်ချက်ကဘာလဲဆိုတော့ဒီတရရသူတွေတခြားဟာတွေကိုမတွေးနိုင်အောင်ပြီးရင်ဒီမှန်တယ်ဒုက္ခရောက်နေတဲ့အချိန်မှာဒီကောင်တွေကအဲ့လိုဒီအထဲတွေကဟောင်းနေပေါ့ဗျာကောင်တွေကဒီပြည်သူနဲ့မှာခွဲထုတ်ပြစ်ချင်တယ်ဗျာဒါစင်စက်မပြတ်လောက်လာတာနော်စင်စက်လောက်လာတဲ့ဥစ္စာတွေထိုင်အောင်မင်းအောင်လိုက်လာရဲ့အစည်းကိုလာတတ်တယ်အဲ့ဒီမှာလဲသူကနိုင်ငံတကာအဖွဲ့တွေကိုပြောတယ် နောက်ပြီးတော့အရင်ရက်ပိုင်းနေဒီတော်လိုင်းနေမပြီးခင်အရှိပိုင်းနေမှာဆိုအမြဲတမ်းနိုင်ငံတကာအဖွဲ့တွေသူပြောတာရှိတယ်ငါဟိုပါတော့ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့အကြောင်းပေါ့အဲ့ဒီတော့ငလင်ကြောင့်ရွေးကောက်ပွဲကအပြောင်းလဲမရှိဘူးလို့ဒါမင်းအောင်လိုင်ပြောခဲ့တာရှိတယ်အဲ့ဒီဘောကတော့အခုလိုအနေနဲ့သုံးသပ်ပြီးပါဦးဒါကိုစီကအရင်ပြေးကြပြီးပါဦးเออยวยกอกเปียตัวอะเชิญเนกะตูรู้ตัวถั่วปอกตะคู่เนี่ยตัวตบอท่าๆปะเนาะเออคุณน่ะตูรู้ถอกขันเนี่ยตะยก အဲဒီရုရှားတို့ကဆအမင်းရွေးကောက်ပွဲကိုလှုပ်ပေးလိုက်လှုပ်ပြီးတော့ဒါပြောမှန်းဆိုဒါမျိုးဟိုထွက်ပေါက်အထူးတွေနဲ့သူတို့မဖြစ်မနေသူကလှုပ်မယ်ဆိုတော့သူတို့တာလိုက်တန်ချတာလေပုံစံမျိုးပေါ့နော်ဟိုဒါကလည်းဟိုလက်ရှိကျွန်တော်တို့ကတော့လက်ရှိတော့သုံးမနေမြရတော့ဘလောက်ပဲရှိတော့လို့ဒါပေမဲ့ဟိုဒါသမိုင်းမှာလည်းရှိခဲ့တယ်မြန်မာသမိုင်းမှာလည်းဒီဖာစာပါလာခင်မှာဒီကဲဟိုရောင်းတုံးတုံးပုံတွေနေရာတိုင်းမှာဖြစ်နေတဲ့အချိန်မှာတော့မှအဲအဲ့တုံးမှာအစိုးရတော့လည်းရအောင်လှုပ်ပြီးတော့ရုပ်ောက်ပွဲကိုသူတို့ရအောင်ဖန်တီးပြီးထွက်ပေါက်နေလှုပ်သွားကြတာပေါ့နော် အဲမင်းအောင်လည်းလဲဒီတမိုင်းချောင်းကိုယူပြီး तू လုံမှာပဲရအောင်ဘာလို့ तू ဒါလေးလှုပ်လိုက်မှာပဲ तू အတွက်အသက်ရှူချောင်းမဲအဲ तू လွလန်း तू တဖြည်းဖြည်းအဲ့လိုမျိုးလုံမယ်ဆိုတဲ့ပုံစံမျိုး तू တို့ရွှေ့မယ်အကွက်ကအဲအဲ့တော့ तू ရအောင်တော့လုံမှာဘာလို့ဟိုနောက်ဒီနာခဲဥပဒေခြေခံဥပဒေတော့မလဲဒီတိုင်းမဲ့ကျွန်တော်နာခဲမြန်မာနိုင်ငံမှာဒီနာခဲတော့မုံမိုင်းတိုက်ပြီးတော့လုံးဝလူတွေတိမ့်နေချီပြီးတော့တေတဲ့အချိန်မှာတော့မှခြေခံဥပဒေအတည်ပြုတဲ့ပွဲကိုနောက်မဆုတ်ဘူးမရရအောင်လုပ်ခဲ့တာစစ်တပ်က အဲ့တော့သူတို့တွေကခုနကျွန်တော်ရှေ့မှာပဲပြောလို့ဘသူတည်တည်ငတိန်မာရင်ပြီးတော့နောက်သူတို့စိတ်ထဲမှာဒီပြည်သူပေါ်စာနာမယ်ကျင်နာမယ်အုပ်ချုပ်တဲ့သူတွေဒါမျိုးရှိတာမဟုတ်ဘူးသူတို့နေရာသူတို့ရဲ့သူတို့မိသားစုအတွက်ပဲသူတို့တွေးတာဖြစ်တဲ့အတွက်လေအဲ့တော့သူတို့ဒီရွေးကောက်ပွဲကိုရအောင်လုပ်မယ်ဒါကြောင့်မလို့ဘူးအဲထပ်ပြီးတော့ဒီလက်ရှိဒီထိုင်းအောင်လာတဲ့ဘင်းစတန်ညီလာခံမှာလဲသူထပ်ပြီးတော့အဲဒီဒီဇက်ကြောင်းပဲထပ်ဒါလည်းထပ်ပြောလဲ အဲ့တော့အဓိကတော့သူထောက်ခံမှုလိုချင်တာပေါ့နော်ထောက်ခံမှုလိုချင်တဲ့အတွက်အဲ့တော့ဟိုရှင်းပြောရင်ဒါကတော့ခုနကျွန်တော်တို့တွေမြင်တာမဟုတ်ပါဘူးအခုကတကဘာလုံးကလည်းဒီမြေသူတွေအားသာမြင်ကုန်ပါပြီမင်းအောင်လည်းဘလောက်ရက်ဆက်ရုံမာတယ်ဆိုတော့ဘလောက်နေလဲဆိုတော့ပေါ့နော်ဒီနိုင်ငံတကာအကြောင်းအကူအညီတောင်းတယ်อืมဟုတ်ပြီနိုင်ငံတကာအကူအညီရငွေကြေးတွေပစ္စည်းပစ္စည်းအားသူကိုယ်တိုင်ကြတော့ပြည်သူတွေကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်နေအဲ့တော့ ခြားနိုင်ငံလူတွေကဒါဆဲရဆိုတော့လေဒါဆန်းတော့မဆန်းဘူးဆန်းတော့မဆန်းဘူးသူ့ကိုမြင်နေပါကြီးအဲ့တော့ခုနရွေးကောက်ပွဲကိုလုပ်မယ်ဆိုတော့ကျွန်တော်တို့ကတော့တိတ်မဆန်းဘူးပေါ့ဗျာသူ့အတွက်ထွက်ပေါက်ကဒီတစ်ပေါက်ပဲရှိတာအောင်အဲ့တော့ဒါကို तू မရမကဟိုရအောင်လုပ်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ तू အဲ့ဒီအချိန်မှာ तू အဲ့ဒါကိုလုပ်နိုင်တယ် तू အခွင့်အရေးရှိမှာမရှိမှာဆိုတော့ကျွန်တော်တို့ဆက်ပြီးတောင်းချင်အောင်ဟုတ်ကဲ့ကိုလူစားလိုက်ပြောတယ်ပေါ့သူရွေးကောက်ပွဲကို तू ကငလင်ကြောင့်ဘာလို့ပဲအခက်အခဲဖြစ်နေပါစေပေါ့နော်ဒါ तू အပြောင်းလဲမရှိဘူးရွေးကောက်ပွဲကဖြစ်အောင်လုပ်လိမ့်မယ် ဖြစ်အောင်လုပ်လို့မဆိုဒါခုနကညီဇေယျလည်းပြောတယ်။ဘာလို့ဆိုဘောင်းမရရင်ဒီပစိုးပြောင်းဝေးရတူတူအဓိကပြန်။อืมဟိုဒီပစိုးပြောင်းဝဲမှာပဲ तू ကချောချောချူချူထွက်သွားလို့ရတယ်။ဘောင်းမီနဲ့ကြောင့်လည်းကြက်။အဲ့တော့ပစိုးပစိုးပြောင်းဝေးပြီးတော့မှ तू ကချောချူထွက်လို့ရတယ်။အဲ့ဟာ तू ဖြစ်အောင်လုပ်မယ်။ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေရေးတော့လည်းဒီလိုပဲ။နဂက်တိုက်တယ်။နဂက်တိုက်ပြီးသွားတဲ့အချိန်မှာတိတ်မကြဘူး။ဟိုပါဘောဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုဒီဗျူတယ်။ အဲ့မှာမှတစ်ဆက်တည်းပါပြောချင်တယ်ဆိုရေဘော့ဝင်တဲ့ပတ်သက်ရအခုရေဘော့တစ်ဒီစုပြီးတော့ပေါ်တာဆွဲနေတာတွေအစင်မှုဗန်းတွေကဥပဒေကျဉ်းလုံးတာတွေစစ်တိုက်ဖို့တခုတည်းအတွက်ရလေမဟုတ်မဲရင်ကလည်းစုထားရတယ်ပေါ့ရေဘော့ပွဲအတွက်ရေဘော့ပွဲအတွက်မဲရင်ကစုထားတယ်ပေါ့ဘာလို့လာလဲဆိုရေဘော့ဝင်တဲ့ပတ်ရေဘော့ပွဲရှိလာတိုင်းရှိလာတိုင်းမှာအဲဒီ2010 2015 2020အဲရေဘော့ပွဲ၃ချိန်လုံးမှာဘာတွေလှုပ်လဲဆိုတော့မိသားစုရှိတဲ့သူတွေရှိတယ်မိသားစုရှိတဲ့သူလူပြိုဆိုရင်သူကတကောင်စင်းဥအဲကျွန်တော်ဆိုရန်ကုန်ပေါ့ဗျာနေမှာရောက်နေတယ် အဲ့ဂျန်ကုန်ကတကောင်စင်းကထုတ်ပြီးတော့အဲ့နေအဝါတဲကိုတကောင်စင်းနဲ့လူပြုသူဆယ်ယောက်စုပြီးတဲ့အဲ့အိမ်လုံးလေဆိုအိမ်လုံးနဲ့ရှိမြဟိုဘိုးတွေဘွားတွေအကုန်လုံးတက်တွင်းအကုန်လုံးဟိုမဲယုံထဲမှာပေါအောင်လို့တကောင်စင်းထဲမှာအကုန်လုံးသူအဲ့ဟိုစီမံချက်ဒီစီမံချက်တွေဆိုပြီးတော့လေတက်တွေထဲမှာအဲ့လာဘကကြီးလာလုပ်ပြီးတဲ့ဥစားတယ်အဲ့ဒီဟိုဟွာကြီးကခင်းချင်းကြီးကလုပ်ငန်းစဉ်ကြီးကသူတို့အများနဲ့ရှိတာပြီလားပြီးတော့အဲ့မှာသူကဘာလုပ်လိုက်လဲဆိုတော့ရွေးကောက်ပွဲရဲ့မဲပေးမဲ့မဲစင်းမှာယာတူးတွေယာတူးတွေပါတဲ့ဥစား ဒီဘက်စေယုံကိုတက်တက်ကူပို့ရတယ်။အရာတော့မပါဘဲနဲ့ဥတော်မဆက်ရှင်လေးပြည်ပြီးသားဟာကောကော်မရှင်ယုံကိုပို့တယ်။အဲ့စီရင်တကူပြန်ပြီး miss လို့ဒီမှာတိုက်ပြီးတော့မဲမဲနေမဲကိုးတဲ့ပုံစံမျိုးကိုသူကဒီဒီလိုစနစ်တကျမမအမောင်းလုပ်တဲ့သဘောမျိုး၂၀20ရွေးကောက်ပွဲတုန်းကဒီလိုပဲအဲရွေးကောက်ပွဲလှုပ်လိုက်တဲ့ဒီမဲစရင်တိုင်းကြီးမားမှာပဲဒါဘာဘာလို့ဒီတော့မားမှာပဲပြောလဲ2010တုန်းကအဲကျွန်တော်ကိုယ်တိုင်မဲစရင်ရိုက်ခဲ့ဘူးလေ2015လည်းကျွန်တော်ရိုက်တယ်2020လည်းကျွန်တော်ရိုက်ခဲ့ဘူးလေ ဥပမာမောင်ဖြူလို့ရိုက်မယ်ဆိုရင်တွေ့တော့မိုင်းချန်ငတ်တာမောင်ဖားထုတ်ရဲ့ရင်နှချောင်းရင်ဖြူလို့ရိုက်မယ်အဲကြားထဲမှာစပေဘာတစ်လုံးချတာနဲ့အဲမောင်ဖြူကမပေါ်တော့ဘူးအင်းတန်းလေအဲ့လိုမျိုးမမမောင်လေဆိုတော့စရင်တွေကိုအဲကမောက်ခရရာဟိုကတောင်တက်နေရတောင်လဲတန်းရတောင်လဲပေါ့အဲရှိသမျှစရင်တွေအဲစရင်တွေနောက်ဆုံး finishing ရွေးကောက်ပွဲကြီးတာပြီးသွားတယ်အဲမဲစင်းရအဆုံးသက်လို့မပြီးသေးဘူးဒီဟာကြီးကိုသူကလိန်ပါတယ်သူပြီးအာနာသိနေတဲ့ချိန်မှာဒီအခုရွေးကောက်ပွဲလောက်တာလဲအဲစရင်ကြီးရှိလာပြီးသားကြီးအင်းရှိလာပြီးသားဘာဖြစ်လို့လဲဆိုတော့ အာနာသိင္ကံဒီမှာကြတော့တိုင်းစစ်တာကြီးမှာကျွန်တော်ပြောလဲပြောဦးပါတိုင်းစစ်တာကြီးမှာဒီစည်ရည်နဲ့ရာကြီးနေတော့စုပြီးတော့မဲစင်းစစ်ပါမယ်ဆိုပြီးအမျိုးစစ်တယ်နော်ဟုတ်တယ်ဟောပေါ့စည်ရည်တယောက်ရာကြီးတယောက်ဟောတော့တိုင်းအောင်တိုင်းအောင်တက်ပြီးအဲ့တက်ဒီရဲ့ဥစ္စာတွေစစ်စစ်စစ်ပြီးတော့ပြီးတော့မှအဲ့စာအောင်ကြီးကြီးပြရတဲ့ဥစ္စာကြီးကဒါကြီးကမဟုတ်ဘူးဆိုတာလူတိုင်းသိတယ်ဒီအဲ့စည်ရင်းကလည်းသူတို့ဒီမှာထိန်းသိမ်းထားပြီးတာရှိတယ်အဲ့တော့သူကရွေးကောက်ပွဲလုပ်တယ်လုပ်တယ်လုပ်တယ်ဆိုတော့သူနိုင်ငံတကာကိုသိအောင်ရွေးကောက်ပွဲလုပ်လိုက်တယ်ဆိုရင်ဟန်ပြသူကသူ10000ခန်းတော့မရှိ900ခန်းတော့မရှိ ဆိုင်းဘုတ်လေးထောင်ပြီးတော့မှဒီနေရာဒီစင်းထွက်ပါတယ်ဆိုတဲ့ပုံစံမျိုးကိုသူကလုတ်သွားမဲ့ဟိုဟာကြီးကိုမြင်နေဇန်ညွန်လဲဆွဲပြီးသားဇန်ညွန်လဲဆွဲပြီးသားတို့မဲခိုးဖို့မဲခိုးဖို့ကြိုးပြီးပလန်ချထားပြီးသားချထားပြီးသားကိုအဲ့ဟာကိုသူကအခုဒီကောက်ပဲလုတ်တယ်ဆိုပြီးဒီအောင်နိုင်ပါတယ်ဆိုပြီးအဲ့လိုဘန်းပြီးတော့ကျင်ညာသွားမှာဗျာနလဲပလဲလုတ်ပြီးတော့အဲ့ပုံစံမျိုးကိုဆက်ပြီးတော့လုတ်မှာဒါပြောမှဆိုရင်ဒီပစိုးဘက်မှာလဲသူကောင်းကောင်းမွန်မွန်ထွက်နိုင်အောင်အဲ့ကြောင့်ယူကောက်ပဲလုတ်ကိုလုတ်လိုက်မယ်ဒါအကိုလည်းဒီသူ့ကို နှုတ်ဆက်စကားလေးပြောရေးပေါ့ကိုကြည့်အရင်ပြောရေးပေါ့ဟုတ်ကဲ့ပါအဲလက်ရှိကျွန်တော်တို့နိုင်ငံရဲ့လက်ရှိအခြေအနေကတော့လုံးဝဟိုမင်္ဂလာမရှိတဲ့အခြေအနေတစ်ခုပေါ့နော်ပြည်သူတွေအကုန်လုံးဒုက္ခရောက်ကြအဲ့တော့ခုခုလက်ရှိမှာတော့ငလင်ကြောင့်အဆောက်အဦတွေပျက်စီးသွားပြီးပျက်စီးပြီးဒီဟာတွေကဟိုရှင်းပြောရင်သိမ့်မကြခင်မှာဆိုရှင်မဟုတ်တော့ဝင်တော့မှာပေါ့နော်မဟုတ်တော့ဝင်လို့ရှင်ပြည်သူတွေပို့ပြီးတော့ဒုက္ခရောက်တော့မယ်ဒါမုံတိုင်းတွေလာတော့မယ်အဲ့တော့ပြည်သူတွေကပြည်သူအချင်းချင်းပဲအတတ်နိုင်ရင်တလောက်ပဲကျွန်တော်တို့အကူကြီးစောင့်ရှောက်ရမယ်နောက်တစ်ခုက ပြည်သူတွေနဲ့သိထားဖို့ကပြည်သူတွေဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ကအန္တရာယ်အစိမ့်ခွဲခြမ်းခြင်းမရှိဘူးကျွန်တော်တို့ကိုယ်တိုင်လည်းကျွန်တော်ဒီစစ်သားဘဝလာလာစစ်သားဆိုတာကကျွန်တော်တို့ကဝန်ထမ်းဝန်ထမ်းဆိုတာကဒီကျွန်တော်တို့ပြည်သူကိုကာဝယ်ရမယ်ဆိုတဲ့ကျွန်တော်တို့မှာဟိုခံယူရယူရချက်ရှိတယ်အဲ့ဒါကကျွန်တော်တို့ကငါတို့ကဒီအနီမလို့ကာအနီပဲကာဝယ်မယ်အစိမ့်အဲ့လိုမရှိဘူးကျွန်တော်တို့ဆိုင်ထဲမှာတတ်ထောက်ခံတဲ့သူကိုလည်းကျွန်တော်တို့ကကိုယ်ပြည်သူလည်းသဘောထားအဲ့တော့တတ်ထောက်ခံနေတဲ့ဆိုတဲ့ပုံကိုပြည်သူတွေလည်း လက်ရှိချိန်မှာအမြင်မှန်ရသင့်နေပေါ့နော်ဒီစစ်တပ်ကဘလောက်ဒီစစ်ပေါင်းဆောင်တွေခမရတို့ပေါ်စေတနာတကယ်ထားရဲ့လားခမရတို့တကယ်ရောတိုင်းပြည်ပေါ်လောက်လဲတော့ခမရတို့ကိုယ်တိုင်လည်းအခုလက်ရှိတွေ့နေပြီပေါ့နော်အဲ့တော့ခမရတို့လည်းစဉ်းစားခြင်းစဉ်းစဉ်းစားပြီးတော့ ဟိုကိုလှုပ်တင်တာလှုပ်စင်လှုပ်ချိန်တန်ပြီပေါ့နော်အဲ့လိုပဲကျွန်တော်တို့ဒီပြည်သူ့ဘဏ်နဲ့ကျွန်တော်တို့အစီအစဉ်မှာကျွန်တော်တို့အများတန်းတက်ကအဖွဲ့တွေစောင့်ကြည့်နေဆိုတော့ကျွန်တော်တို့သိတယ်အဲ့တော့ကျွန်တော်စောင့်ကြည့်နေဆိုတဲ့လူတွေကလည်းဒါကျွန်တော်တို့အရာရှိငယ်တွေဒါပြောဒီအခြားဆိုင်ကျွန်တော်တို့အထက်ရပဲဒီလိုလူတွေပဲဆိုတော့ကျွန်တော်သိတယ်ပေါ့နော်အဲ့တော့ခင်ဗျားတို့လည်းဒါစဉ်းစားပေါ့နော်ဟိုကျွန်တော်တို့ဒီအကယ်၍မရောက်လာအခြေအနေမကောင်းလို့နိုင်ငံသားကိုထွက်ပြင်းရောခင်ဗျားတို့အတွက်ခေါ်ပါမှာလားဆိုတော့ကျွန်တော်ပြန်စဉ်းစားပါပေါ့နော်နောက်ပြီးတော့တကူလက်ရှိတက်ထဲမှာလည်းခင်ဗျားတို့အများကြီးဒုက္ခတွေဖြစ်နေပြီပေါ့နော်အဲ့တော့ ဟိုခမည်းတော်ကိုယ်တိုင်လည်းအောက်ချိန်မှာခံစားနေရတာဖြစ်တဲ့အတွက်အဲလက်ရှိဒီစကကခေါင်းဆောင်တွေကသူ့မိသားစုအတွက်ပဲသူလုံနေရလားတိုင်းပြည်တွေလုံတယ်ဆိုတော့ခမည်းတော်ပို့ပြီးတော့မြင်နိုင်တယ်အဲ့တော့ခမည်းတော်ဟိုစုံပြတ်ချက်တွေပြတ်သားရမယ်အချိန်ရောက်ပြီ။ကျွန်တော်တို့ကျွန်တော်အခုပြောတယ်ဆိုတာကအဲအကုန်လုံးဒါကျွန်တော်ဟိုရှင်းပြောရင်ဟိုခံစားနေရတဲ့အောက်ချိန်ကကျွန်တော်တို့တက်မတော်ကခံစားနေတဲ့ဒီအဒီစစ်တီတွေအတွက်ကောကျွန်တော်တို့ပြည်သူလူထုအတွက်ကောကျွန်တော်တို့ဒါဟို ပြောတာဖြစ်တယ်ဗောနော်ကျွန်တော်ဟိုဘသူ့ဟိုမှာချစ်ချင်းမုန်းချင်းဟိုနစ်နာလေးစေလိုစိတ်နဲ့ပြောတာမဟုတ်ကျွန်တော်တို့နိုင်ငံသားရွာပြောပြီးကျွန်တော်တို့နိုင်ငံဒီတဲ့ပို့ပြီးကောင်းမွန်တဲ့ကျွန်တော်အခြေအနေတွေကောင်းမွန်တဲ့ဘဝတွေရဖို့အတွက်ဟိုကျွန်တော်တို့တက်ဆွမ်းသလောက်ဒါပြောတာဖြစ်တယ်အဲ့တော့ဒါကျွန်တော်တို့စဉ်းစားတေချာစဉ်းစားပြီးတော့ကျွန်တော်တို့လှုပ်တင်တာလှုပ်ချင်ရင်လို့ရောက်ပြီးတော့ကျွန်တော်ထင်တယ်ပြီးတော့ဒီဒီလိုအတ္တကြည်ပြီးကိုကြောတားလုံလုံအားတဲ့ဒီလိုပုံကိုယ်တွေကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့ကြိုးရတော့ကျွန်တော်တို့ဒီလိုဒုက္ခတွေအမြဲခံစားနေရအောင်မှာဖြစ်တယ်အတွက် ကျွန်တော်တို့ဖြစ်ဖြစ်နိုင်ဒီလူတွေကိုကျွန်တော်တို့အမြန်ဆုံးရှင်းထုတ်ဖို့အမြန်ဆုံးဟိုဖယ်ဖို့အားအလုံးမှာတာဝန်ရှိတယ်အားလုံးမှာလည်းလုပ်ဖို့အချိန်ကြပြီလို့ကျွန်တော်ဒီနေ့ကပြောရင်းနဲ့ဒီကုန်းထုတ်လိုက်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာဟုတ်ကဲ့ကိုလူတော်လည်းဟုတ်ဆက်စကားလေးပြောပြပါဦးကျွန်တော်အနေနဲ့ဒီနှုတ်ဆက်စကားကျွန်တော်ပါပြောအောင်မရေပြီမရေပြီကျွန်တော်တို့ဒီတက်ရှိ တက်ရှိနေနေတီမငရေရောက်တာပေါ့ကျွန်တော်တက်ရှိနေရင်းနဲ့ကိုမြန်မာပြည်ကငရေပြည်ကြီးလို့ဖြစ်နေတာယူပါကဲပါတစားစားအော်ဟစ်ပြီးကူကြီးတောင်းနေတယ်နောက်ပြီးတော့ဟိုဒီပြောမှန်းကြာငရေပြည်နဲ့အတူတူပဲဒီငရေမင်းနဲ့ငရေသားတွေအုပ်ချုပ်နေဒီငရေမင်းနဲ့ငရေသားတွေမရှိတော့မှပဲဒီတိုင်းပြည်ကအေဂျန့်ပဲအလားအလာဖြစ်နေကြပေါ့အဲ့တော့ငရေပြည်ကအများဆုံးယုံထွက်ကြပါလို့ပဲကျွန်တော်ပြောချင်ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဗပရာဆုံးအနေနဲ့ဒီစကိုင်းမှာဝင်ရောက်ဆွေးနွေးပေးတဲ့ လူသားနဲ့ကိုစီယာကိုကျေးဇူးအများကြီးတင်ပါတယ်။ဒါကျွန်တော်တို့နိုင်ငံသားဆိုလို့ရှိရင်ငလင်တန်တဘာဘေးကနေအကြီးကျယ်ခံစားရပြီးပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်ဖြစ်ပါတယ်။အဲ့လိုအချိန်မှာမှဂျမ်ဘတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုတိုင်ပြည်သူတွေကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်နေကြရရှိတယ်ပေါ့နော်။ဒါတွေဒါတွေကိုမြင်ကြုံတွေ့နေရတဲ့အချိန်မှာသတင်းစကားတစ်ခုပေးခြင်းပါတယ်။ဒါကနိုင်ငံတကာလူသားရေးစံတော်မှုဥပဒေ IHR ဆိုတဲ့ဟာရှိပါတယ်။ဒါဆိုရင်စစ်တပ်တစ်ခုရောယဉ်ညွတ်တာမဟုတ်ဘဲနဲ့ ဒီလက်နက်ကင်တပ်ဖွဲ့တွေအားလုံးကိုညှဉ်းညွှန်းပြီးထုတ်ပြန်ထားတဲ့ဥပဒေတစ်ခုဖြစ်ပါတယ်ဒီဥပဒေကဆိုလို့ရှိရင်စစ်ပွဲနဲ့တိုက်ရိုက်မပတ်သက်တဲ့လူတွေလူကြီးတွေလူငယ်တွေကလေးတငယ်တွေအမျိုးသမီးတွေတက်ကြီးရွယ်အိုတွေနဲ့ဒါကျမ်းမာရေးဝန်ထမ်းတွေအရက်ဖက်ဝန်ထမ်းတွေဒါတွေကိုစစ်ပွဲအတွင်းမှာထိခိုက်မှုမရှိအောင်ကာကွယ်ပေးရမယ့်ဥပဒေဖြစ်ပါတယ်ဒီစစ်တပ်ကတော့ဒီဥပဒေကိုလိုက်နာမယ့်အစားတကယ်ကယ်ဆယ်ရေးသွားနေတဲ့ရင်းနှီးတွေကိုပစ်တာနောက်ပြီးတော့ တဘာဘီကနေဂျုံတွင်းနေရတဲ့အချိန်မှာဒီကြောင်ကနေဘုံကျတိုက်ခိုက်တာတွေကလုံနေတာကျွန်တော်တို့သိပါကျွန်တော်လည်းဟိုမြင်နေကြားနေရပါတယ်။ဒါကြောင့်ဒီတော်လိုင်းအေးတပ်ဖွဲ့တွေလက်နက်ကင်တပ်ဖွဲ့တွေကဘလို့ပဲဖြစ်နေပါစေဒီခုနပြောတဲ့နိုင်ငံတကာလူဆိုင်ရဲ့စံတော်မှုဥပဒေ IHA ကိုလိုက်နာပြီးတော့ရသားပြည်သူတွေနဲ့ရဖတ်ကျမ်းမာရေးဝန်ထမ်းတွေလူငယ်တွေကလေးသူငယ်တွေနဲ့တကြီးရွယ်အိုတွေကိုထိခိုက်မှုမရှိအောင်ဟိုလိုက်နာဖို့အတွက်ဒါနှိုးစော်တိုက်တွန်းနေကြကျွန်တော်တို့စကားဝင်ဝင်ဒီကုန်းချိုးလိုက်ရပါတယ်။ ားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။